ှမ်းအကုံမီဒီယာမှာရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ငလင်တန်ကျောင်းရေထွက်အားထွက်ရှိမှုနေနေသည့်တောင်ကြီးမြို့ပေါ်ရှိရက်ကွက်များသို့ရေပေးဝင်နေသော ရေထွက်ဦးရေကန်သို့ကွင်းစင်းကြည့်ရှုမှုတည်င်းအားတင်ဆက်ပါမယ်ရှင်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ပြည်နယ်ဝန်ကြီးများတာဝန်ရှိသူများလိုက်ပါလျက် ဧပြီလ2ရက်နနက်7:00နာရီခွဲကငလင်ဘေးတန်ကြောင့်ရေထွက်နေမှုဖြစ်ပေါ်ခဲ့သောတောင်ကြီးမြို့ရေထွက်ဦးရေကန်တို့တွားရောက်၍တွင်စင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။ပြည်내ဝင်ကြီးချုပ်နှင့်အဖွဲ့သည်ရေထွက်ဦးရေကန်ထွက်ရှိမှုအခြေအနေများကိုတွားရောက်ကြည့်ရှုရာ ပြည်내စီပင်သားရာရေးဦးစီးဌာနညွန်ကြားရေးမှူးဆိုင်ထွန်းထွန်းကတောင်ကြီးမြို့ပေါ်ရက်ကွက်များသို့ရေပေးဝေနေသည့်ရေထွက်ဦးရေကန်ဤငလင်မလုတ်ခတ်မီနှင့်ငလင်လုတ်ခတ်ပြီးရေထွက်ရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြရာပြည်내ဝန်ကြီးချုပ်ကရေထွက်ဦးရေကန်အတွင်းမှနှုံများဆဲယူခြင်းများပြုလုပ်ရန်နှင့်ရေကန်ပတ်ဝန်းကျင်ဤတဝိုက်တွင်တပ်ပင်များစိုက်ပျိုးရန်မှကြားခဲ့သည် ရွှေတက်ဦးရေကန်သည်တောင်ကြီးမြို့ပေါ်ရှိ ရေအေးအကွင်းရက်ွက်ကန့်ရှိရက်ွက်ကန်အောက်ရက်ွက်ညောင်ရွှေဟော်ကုန်းရက်ွက်များသို့တောက်သုံးရည်များနေ့စဉ်ဖြန့်ဝေပေးလျက်ရှိပြီးရခင်ကတနာယီလရေကာလန်4800ထွက်ရှိရာငလင်လုတ်ခတ်ပြီးနောက်တနာယီလရေကာလန်2500သာထွက်ရှိကြောင်းသိရသည် ဆက်လက်၍ပြည်내ဝင်ကြီးချုပ်ဖွဲ့သည်ရှေးပိုင်းတိုင်းစထနာချုပ်တိုင်းမူဗိုလ်ချုပ်စော်မင်းလက်ကလောခရိုင်မှသဆိုင်ရာဌာနဆိုင်ရာများနှင့်အတူကလောခရိုင်အောင်မန်းမြို့တာမိုင်းခန်းကြီးရွာဒီရှိသည်ငလင်တန်ကြောင့်ပြိုကျပျက်စီးခဲ့သည့်သမိုင်းဝင်ရွှေချမ်းသာဘုရားကြီးဘုရားဆောင်တန်းများငလင်ဘေးတန်ကြောင့် ီတော်မြေခါခဲ့သည့်ဇေဒီတော်များအားသွားရောက်ရှိစုဆစ်ဆေးခဲ့သည်အဆိုပါငလင်တန်းကြောင့်ပြိုကျပျက်စီးခဲ့ရသည့်သမိုင်းဝင်ရွှေချမ်းသာဘုရားကြီးဘုရားဆောင်တန်းများငလင်ဘေးတန်းကြောင့်ထီတော်မြေခါခဲ့ရသည့်ဇေဒီတော်များအောင်ပန်းတက်နေရှိတက်မတော်သားများ ရဲတပ်ဖွဲ့ဝင်များမှအန္တရာယ်ကင်းရှင်းရေးအတွက်တန့်ရှင်းရေးဆောင်ရွက်ပလျက်ရှိကြောင်းသိရှိရသည်။ရှင်းနောက်တာမိုင်းခမ်းမွေတော်ကြောင်းတိုက်သို့တွားရောက်၍ကြောင်းနိုင်စရာတော်အားပြည်내ဝင်ကြီးချုပ်ကငလင်တန်ကြောင့်ထီတော်မြေခခဲ့သည့်ဇေဒီများဖျားဆောင်တန်းများပြန်လည်ပြုပြင်မွမ်းမံနိုင်ရှေအောင်သူတေသနာနှင့်အမျိုးသားပြတိုက်ဦးစီးဌာနနှင့်မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီတို့မှအကြံပြုဆွေးနွေးချက်များနှင့်အတူရှေ့မှုမပြတ်ပြန်လည်ပြုပြင်နိုင်ရှောက်ထားသည် ကောင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နဲ့တိုင်းမှုတို့ကတာမိုင်းခန်းငွေတော်ចောင်းလိုက်စရာတော့အာလူပွဲပစ္စည်းများနဲ့နာဝကာမလူတော်ငွေများပေးအပ်လူဒန်းခဲ့ကြောင်းသိရသည်ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်နဲ့ဖွဲ့သည့်တောင်ကြီးမြို့အနီးလေးမိုင်ကွေနောင်ထလီညိုမီ နောင်ပနာဘွာလင်းကွင်းထီရီငွေမြူရေးစုံရွှေညောင်လန်းရင်ကြီးများရင်းအန်တယ်လန်းတယ်ကင်းရှင်းစွာဖြင့်တွာလာနိုင်ရန်အစဉ်ပြေစေရေးအတွက် လမ်းမြေညှိကျင်းလုပ်ငန်း၊ကတ္တရားခင်းကျင်းလုပ်ငန်း၊ဆောင်ရွက်နေမှုများကိုတွားရောက်ကြည့်ရှုပြီးမြို့ရှောင်းလန်းကိုတတ်မှတ်ခြင်းကာလတွင်ပြီးစီးအောင်ဆောင်ရွက်ရေးလမ်းညွန်မှကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။